အလုံးမင်းမင်လာပါ City for Yonic ပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရီဒီနေ့မှာတော့2016ခုနှစ်ကထွက်ရှိခဲ့တဲ့ Downmind လက်စကားလေးအကြောင်းကို recap လုပ်ပြီးကျွန်မရီကဲစဉ်းသင်းဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ season တင်ဆက်သူမင်းတွေပဲဖြစ်ပါရီခင်ဗျာ ဇလန်းအစကတော့အန်နာဆိုတဲ့ကောင်မလေးနဲ့စတင်ထားပါရီသူမကဘာဆိုင်မျိုးမှာရှိတဲ့အမျိုးသမီးအချင်းထောင်ကိုပြောင်းရွှေ့ခံရပါရီအဲဒီမှာအချင်းထောင်ဝါရာဖြစ်နေတောင်ဝန်ထမ်းဆောင်နေချင်းဆိုတဲ့သူနဲ့တွေ့ဆုံပါရီအန်နာဟာထောင်နဲ့ကိုနေချမှတ်ခံထားပြီးတော့သူတို့နှစ်ယောက်ဟာစီမင်းစည်းကမ်းတွေကိုလေးလေးကိုရှုပ်ပြီးတော့ချစ်ချမ်းဝင်ခဲ့ကြတဲ့ဇလန်းဖြစ်ပါရီအချင်းထောင်ဝန်ထမ်းတစ်ယောက်ကအန်နာကိုအချင်းခန်းတစ်ခုစီကိုခေါ်ဆောင်သွားနေပြီးတော့အခန်းထဲရောက်တော့ဝန်ထမ်းအမျိုးသမီးကမကြခင်မှာတရားဟောဆရာရောက်လာလိမ့်မယ်လို့အတည်ပြုပါရီအချင်းထောင်မှာရဲတပ်ကြတော့ ။သူမရဲ့အချင်းမော်မျိုးသမီးတွေရောက်လာခဲ့ပြီးတော့သူမနဲ့မိတ်ဆက်ကြပါရီ။ပြီးတော့အချင်းထောင်အတွင်းမှာ fashion show ပွဲရှိကြောင်းအနာဝတ်တိပေးခဲ့ပြီးတော့ဒီပွဲကိုအချင်းဦးစီးဌာနဝန်ကြီးကိုယ်တိုင်တက်ရောက်ပြီးတော့ကြည့်လိုက်မယ်လို့လည်းပြောပါရီ။အနာကတော့ကနေဦးအလုပ်တောင်းဝန်ဖြစ်နေအချင်းသားတွေကိုချက်ပြုတ်ကျူးမှုရတဲ့အလုပ်မှာတောင်းဝန်ပေးခံရပါရီ။မကြခင်မှာပဲထောင်ပိုင်ကြီးရောက်လာပြီးတော့မိဖို့ကြောင့်ကိုစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါရီ။အချင်းဆန်မျိုးသမီးတွေဟာ fashion show အတွက်တရားပြင်ဆင်နေခဲ့ကြပြီးတော့အနာကလေးဒီပွဲကိုပါဝင်မှုအတွက်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ရပါရီ။ဒီမှာအလားပြင်တော့အဝတ်အစားဒီဇိုင်းကအစကိုရင်ဖန်တီးခဲ့ပြီးတော့ fashion show တွေမှာဝင်ကြီးရောက်လာတော့ fashion show လဲစတင်ခဲ့ပါ ರಿ အနာဟာပွဲကြီးတဲ့သူတွေအားလုံးကိုဖန်ဆားနိုင်ခဲ့ပြီးတော့ထောင်ပိုင်ကြီးကလည်းသူမရဲ့အလှကိုတတိထားမိသွားခဲ့ပါ ರಿ သူမဟာအချင်းသူတွေထဲမှာရှာကြပါပါအလှဆုံးဖြစ်ခဲ့ပြီးတော့အားလုံးရဲ့အားပေးမှုလဲခံခဲ့ရပါ ರಿ နောက်ရမှာတော့ထောင်ပိုင်ကြီးချင်းဟာ NRC ကိုချီးကပ်ခဲ့ပြီးတော့အချင်းထောင်ရင်မိဖို့ခံနေမှာပဲအလုံးလုံးချင်းသလားဆိုပြီးမိတော့အနာကဒီထဲမှာလောက်ရတာအဆင်ပြေတယ်လို့ပြန်ဖြေခဲ့ပြီးတော့တခြားတယောက်ကိုအစားမထိုးဖို့တောင်းပန်ခဲ့ပါ ರಿ ချင်းကဒီမှာတခြားဖြေရှင်းလို့ရတဲ့နည်းလမ်းတွေရှိပြီးတော့ လက်ရှိမှာတော့လို့တခုတီမြေဖို့ဂတိမပေးနိုင်ကြောင်းဆိုပါရင်နောက်ပြီးတော့သူမကသူမရဲ့ပြစ်မှုအကြောင်းကိုသိလာအဲ့ဒီလိုမင်းမြတ်နေခါမှာထောင်ပိုင်ချင်းကသူကဒီမှာရောက်နေတဲ့သူတွေကိုဘယ်သူကဘလို့ဆိုပြီးတော့ခွဲခြားမဆုံးဖြစ်ကြောင်းသူအလုတ်ကအကျဉ်းသားတွေနဲ့ထောင်ဝင်တန်းတွေကိုအုပ်ချုပ်ရတာလို့ပဲပြောပါရင်ထောင်ပိုင်ကြီးချင်းမှာဇနီးနဲ့သမီးလေးရှိပြီးတော့ဇနီးဖြစ်သူကသူ့ကိုလည်းအဆသာရာဂယူဆိုင်ပါရင်သူနဲ့ဇနီးအဲလီတို့ဟာသမီးလေးရဲ့အကြောင်းကားဘွဲကိုသွားကြည့်ကြပါရင်အဲ့ဒီဘွဲပြီးတော့ဆရာကမိဘနှစ်ဦးကိုခေါ်ပြီးတော့ မိဘတွေကအချင်းဆောင်ဝန်ထမ်းတွေဖြစ်လို့ចောင်းကကလေးတွေကသူတို့သမီးလေးကိုရည်စရာအဖြစ်နဲ့မြင်ကြចောင်းပြောပါရည်ဒါကိုချင်းကစိတ်ဆိုးပြီးတော့ဆရာနဲ့စကားများပြီးတော့ထွက်သွားပါရည် NIA မိခင်ကသူမစီကိုထောင်ဝင်စာလာတွေ့ပါရည်မိခင်ရဲ့ပြောရာအပြင်မှာတော့ NIA တငယ်ချင်းတွေကသူမကိုရှောင်ဖယ်ရှောင်ဖယ်လုပ်ကြចောင်းတဘောကတော့ NIA ကထောင်ချနေလို့မဆက်ဆံခြင်းတဲ့သဘောဖြစ်ចောင်းပြောပါရည် NIA ကလည်းဘာမှချက်မှမပြီးခဲ့ပါဘူးနောက်တော့အချင်းသူတို့ချို့ကအနာကိုအနိုင်ကျင့်မှုအတွက်ရန်စားကြပြီးတော့သူမရဲ့မိခင်ကိုမှုချိုးမြစ်ချိုးပြောပါရည်အနာကဒေါသကိုမထိန်ချုပ်နိုင်တော့ဘဲ အဲ့ဒီလူတွေကိုထိုးချိတိုက်ခိုက်လိုက်ပြီးတော့သူမဘလို့လူစားလေးဆိုတာသိအောင်ပညာပြလိုက်ပါတယ်သူတို့ကိုတခြားအချင်းသူတွေကလူချင်းခွဲပြေးခဲ့ပါတယ်ဒီအကြောင်းထောင်ပိုင်ချင်းအားသိတော့အန်အာကိုခိုးတွေ့ပါတယ်သူကထောင်ထဲမှာအေးအေးဆေးဆေးနေဖို့အကြံပေးခဲ့ပြီးတော့ဘာမှမဟုတ်တဲ့အကြောင်းအားလေးနေနဲ့ထောင်သက်ရှေ့လေးမယ်လို့သတိပေးခဲ့ပါတယ်အန်အာကသူမဟာအမိတခုသမီးတခုဖြစ်ကြောင်းသူတို့ဖခင်ကငငယ်တည်းကဆွန့်ပြစ်သွားခဲ့ပြီးတော့အခုဆိုရင်တည်သလားရှင်သလားလောက်မသိရသေးကြောင်းပြောပါတယ်သူမဟာမိခင်ကိုကူညီဖို့နဲ့အလုပ်တစ်ခုရဖို့အတွက်တက်ကတူတက်ချင်ကြောင်းလေးပြောပါတယ် မိဖို့ကြောင့်နေမှာအန်နာဟာလက်ကိုမတူဆဓာနေလီမိသွားပါရင်အဲ့ဒါကိုအချင်းသူတယောက်ကဆေးကုပေးခဲ့ပြီးတော့အဲ့ဒီကောင်မလေးကအန်နာကိုနမ်းမှုကြံစီပါရင်နောက်ထပ်လီလာကြတော့အန်နာဟာမပြီးပြတ်သေးတဲ့အမှုကိုဆက်လက်ရင်ဆိုင်ရပါရင်ဒီမှာတရားသူကြီးကိုဆွဲဆောင်မှုအတွက်ဆက်စီကြကြဝစ်စင်ပြီးတော့အမှုကိုရင်ဆိုင်ပါရင်ဒါမှမဟုတ်ထောင်နံကိုနေအတီဗျူခံလိုက်ရပြီးတော့ဂျင်းတို့အချင်းထောင်စီကိုပြန်ရောက်လာခဲ့ပါရင်ဒီမှာတော့သူမမျိုးဝကြောင့်နေမှာမလုချင်တော့ဘူးဆိုလို့ဂျင်းကသူမကိုအချင်းထောင်ရဲ့အဝေဌာနကိုပို့လိုက်ပါရင် သူမဟာအကျဉ်းသားတစ်ပိုင်းဝန်ထမ်းတစ်ပိုင်းဖြစ်ခဲ့ပြီးတော့ထောင်ထဲမှာတဖြည်းဖြည်းနေသားကြလာပြီးမြကိုနစ်ကြီးတော့ဒီထဲမှာမနေချင်ပါဘူး။ဂျင်းကတော့အန်နာဟာထောင်ထဲမှာညင်းငွေ့နေတယ်လို့ထင်ပြီးတော့ဘာရီဖြစ်ချင်လဲလို့စုံစမ်းတဲ့အခါမှာအန်နာကသူ့စီကိုဆာဆောင်ရေးပို့ပါရီ။အဲဒီဆာကတော့သူမကိုထောင်အသစ်တစ်ခုပြောင်းပေးဖို့အကြောင်းနဲ့သူမအနေနဲ့ဒီထောင်ထဲမှာဆက်ပြီးတော့မနေနိုင်တော့တဲ့အကြောင်းရေးထားပါရီ။အကြောင်းပြချက်ကတော့သူမဟာထောင်ပိုင်ညို့ကိုယူမှုချင်းမိနေလို့မဖြစ်တဲ့နာရီဆက်မဖြစ်ဖို့အတွက်ထောင်ပြောင်းပေးဖို့ဆိုထားပါရီ။ထောင်ပိုင်ကြီးချင်းဟာငကိုရေကမှအန်နာကိုချင်းမိနေတဲ့ပြင် ီရင်ဖွင့်စာကြောင်းချက်ချင်းပဲထောင်ငူသွားပါရီပြီးတော့အန်နာအလုပ်လုပ်တဲ့ယုံငန်းထဲမှာအငမ်းမရနမ်းလိုက်ပါရီသူ့မှာလည်းအန်နာနဲ့ထက်ထူထက်မြားဖြစ်နေတဲ့အကြောင်းပြသလိုက်ပါရီဒါပေမဲ့တစ်ဖက်မှာတော့သူဟာအိမ်တော်ကြီးဖောက်ပြားသူဖြစ်သွားပါပြီနောက်ပြီးတော့အချင်းသူတယောက်ကိုချစ်မိလို့ထောင်ရင်သတ်မှတ်ထားတဲ့ဥပဒေကြီးကိုချိုးဖောက်မိတာဖြစ်သွားပါရီနောက်ရမှာတော့ဂျင်းဟာသူတို့ဟာအမားကြီးလုံးမိပြီလို့အန်နာကိုပြောလိုက်ပါရီနောက်ပြီးတော့သူမကိုထောင်ရွှေ့ပေးမယ်လို့လည်းပြောပါရီဒီလိုလိုချင်းအပြင်သူတို့ချင်းထက်ပြီးတော့မပတ်သက်မိဖို့ရည်ရွယ်ပါရီအန်နာကအလွန်ဝမ်းနည်းသွားခဲ့ပြီးတော့ စိတ်လေအလွန်ထိခိုက်သွားပါတယ်ပကြီးပပုတင်ကြားချိန်မှာတော့ဂျင်းရဲ့ဇနီးအဲလီဟာစီတနာဝန်ထမ်းပကြီးဆီယာမပါဒီမဟာမော်ရီအတွက်တရားရောက်ကူဟန်ဖျောက်ပေးဖို့အကူအညီတောင်းပါတယ်ဒါကိုဂျင်းကကြည်နေမှန်းသိတော့အန်နာကသူမမော်ရီလှုပ်ပေးမယ်ဆိုပြီးတော့တောင်းယူလိုက်ပါတယ်။သူမကဝက်စားရီကိုချွတ်လိုက်ပြီးတော့မော်ရီလှုပ်ပေးခဲ့တယ်လို့ဂျင်းကလည်းဒီမြင်ကွင်းကိုမျက်စိမခွာနိုင်အောင်ဖြစ်နေပြီမဲ့ထွက်သွားပါတယ်။နောက်မှကြာခင်မှာပဲအန်နာနဲ့ခိုက်ရန်ဖြစ်သွားခဲ့တဲ့အချင်းသူကိုဂျင်းကတွေ့သွားခဲ့ပြီးတော့သူမကိုထောင်ပြောင်းပြီးတော့မယ့်အကြောင်းအသိပေးခဲ့ပါတယ်။အဲဒီမှာအချင်းသူက အနာနဲ့ဂျင်းတို့ဖောက်ပြန်နေတဲ့ကိစ္စကိုအများသိအောင်ရှောက်ပြောမယ်လို့ချင်းချောက်ပါရင်ထောင်မှန်ချင်းကသူပြောနေတာဒီလုံးဝဂယူမဆိုင်ကြောင်းနဲ့ဘလို့ချင်းချောက်မှုမျိုးကိုမစိုးမတုံလို့ဘူးလို့ပြောလိုက်ပါရင်ပြီးတော့သူဟာအနာစီကိုသွားခဲ့ပြီးတော့သူမကိုဒီထောင်မှာပဲဆက်ထားမယ်လို့ပြောပါရင်အဲ့ဒီနောက်သူမကိုစပင်ညှက်ပေးပါရီအနာကမိသားစုအကြောင်းပြီးတော့သူဟာတုံဆိုင်နေခဲ့ပြီးတော့မပြောချင်ပါဘူးဒီတော့ဘာလို့ထောင်ပြောင်းမပေးတာလဲမိလိုက်တဲ့ခါမှာသူဟာသူမကိုမျက်စိရှိမှပဲမြင်ချင်နေလို့ဖြစ်ကြောင်းပြောလိုက်ပါရီအဲ့ဒီနောက်အနန်းနေဖလေချပြီးတော့ပျော်စရာအချိန်တွေကိုဖျက်ဆီးလိုက်ကြပါရီ အဲ့ဒီကလေးကထောင်ပိုင်ခြင်းဟာအနာကြောင့်မစင်းစားလို့မနေနိုင်တော့ပါဘူး။သူတို့ကခွင့်ရေးရတာနဲ့ချီရေးချီရကိစ္စတွေပုံမှန်လေးလေးလှုပ်ဆောင်ကြပါရီ။ဒါပေမဲ့ထောင်နေပတ်သက်တဲ့သူတို့နှစ်ယောက်ရဲ့တင်ဟာပြန့်နှံ့နေခဲ့ပြီးတော့ဂျင်းကတော့သူတို့နှစ်ယောက်ရဲ့တင်ဟာကောလာဟာလာတာဖြစ်ပြီးဘာပတ်သက်မှုမှမရှိဘူးလို့ညင်ပါရီ။အနာရဲ့မိခင်ကသမီးစီကိုထောင်ဝင်စားလာတွေ့ရင်သူမဟာဘီနင်ဆရာတယောက်စီကိုဘီနင်မေးခဲ့တယ်လို့ပြောပါရီ။ဘီနင်ဟောကင်းကအနာဟာအိမ်အောင်တဲ့တူနဲ့ချစ်ကြိုက်နေတယ်လို့ပြောတော့အနာကစိတ်ဆိုးသွားခဲ့ပြီးတော့တာမီနှစ်ယောက်စကားများကြပါရီ။သူမကအခုချိန် သူမကထောင်ထဲမှာဖြစ်လို့သူမတို့အခြေအေးကိုဝင်မဆွက်ဖက်ဖို့ပြောပါရင်အရင်နောက်ထောင်ထဲမှာလုပ်တဲ့ပါတီပွဲမှာအန်နာဟာအချင်းမော်ရီနဲ့အတူကဟုန်ခဲ့ပြီးတော့ဂျင်းစီကိုလည်းဝီလင်းစလီပုံနေပို့ပြီးတော့ဆွဲဆောင်ခဲ့ပါရင်ဒါပေမဲ့ဂျင်းကသူမရဲ့မက်ဆေ့ကိုအကြောင်းမပြန်လို့အန်နာကစိတ်ဆိုးသွားခဲ့ပြီးတော့သူမဟာအဖြေခံဖြစ်ကြောင်းသူ့ရဲ့ဆန္ဒတွေဖြည့်ဆည်းပေးဖို့သာဂျင်းကရည်ရွယ်တယ်လို့ယုံသွားပါရင်သူမဟာအလဲစားခံလိုက်ရတယ်လို့လည်းထင်သွားခဲ့ပါရင်အန်နာဟာစိတ်တဲ့အလွန်ချသွားခဲ့ပြီးတော့ဆေးတွေအလွန်ကျွံတော့ကဘဝကိုအဆုံးသတ်ဖို့ကြိုးစားပါရင် ဂျင်းကဒီအကြောင်းကိုတည်သွားခဲ့ပြီးတော့ချက်ချင်းသွားကသူမကိုပွေဖက်ရင်းနဲ့အစိုးရအရာရှိရောက်လာပြီးသူနဲ့အန်နာအကြောင်းကိုစုံစမ်းစစ်ဆေးခဲ့လို့ဆိုပြီးတော့သူဘက်ကအခက်ခဲကိုပြောပြခဲ့ပါတယ်။နောက်ပြီးတော့ဇနီးတဲ့အဲလီကလည်းသူတို့အကြောင်းကိုတည်သွားခဲ့ကြောင်းသူမတို့မိသားစုကိုချင်းထောင်ပိုင်အလုပ်ကနေနှုတ်ထွက်ဖို့ကိုလည်းနောက်ဆုံးအချိန်တတိပေးခဲ့တယ်လို့ပြောခဲ့ပါတယ်။ဂျင်းဟာအန်နာကိုဆွဆန်းလန်းလန်းဖြစ်နေခဲ့ပြီးတော့သူမအကြောင်းကိုအချိန်နဲ့အမျှစဉ်းစားနေတဲ့သူပါ။မကြာခဏထောင်ခေါင်မိုးပေါ်မှာတည်တံ့ချင်းတွေးကြပါရီ။ သူဟာထောင်ကောင်မိုးပေါ်ကနေမီရှူမီပန်းအင်းနဲ့အချက်ပြလေးရှိပါတယ်။အနာဟာမီဂင်စီကိုဖုန်းခေါ်ခဲ့ပြီးတော့သူတို့တည်းရဲ့ထောင်ကနေထွက်ခွင့်ရကြောင်းသူ့ကိုထောင်မြေမှာဂျင်းကလာကြိုမာဖြစ်ကြောင်းအကြောင်းကြားခဲ့ပါတယ်။ဂျင်းကသူမကိုလာကြိုပြီးတော့သွားခြင်းနေနေရာတွေလိုက်ဖို့တလို့ဇင်ခန်ဟိုတယ်မှာလေးတည်ခဲ့ကြပါတယ်။သူတို့ဟာချစ်မီးစာကိုအချိန်မြင့်စွာမကြာခဏအတူတူလောင်မြိုက်ကြရင်းနဲ့အဲဒီနောက်မှာဂျင်းက secret ဝေဖို့အောက်ကိုဆင်းပါတယ်။ပြီးတော့ဖုန်းကတ်တစ်ခုဝေလာပြီးတော့အနာကိုပေးပြီးဒါကိုဝတ်ထားလို့လေးပြောပါတယ်။ဂျင်းကအင်ကိုပြန်ရောက်တဲ့အချိန်မှာအနာကထောင်ထဲကိုပြန်ရောက်နေပါပြီ။ ဇနီးတဲ့အယ်လီနဲ့တွေ့တော့သူဟာအချစ်ကြောင့်ဘေးကျန်းနေချက်ဖြစ်နေတယ်လို့ပြောပါရင်အယ်လီကလည်းအလွန်စိတ်ဆိုးနေခဲ့ပြီးတော့အနောက်ကိုတကယ်ချစ်တာလားဆိုပြီးတော့မေးပါရင်ဂျင်းကသူ့ကောင်းထဲမှာရှုပ်ထွေးနေလို့အခုချိန်ဘာကူမှရေရမပြောတတ်ဘူးလို့ပြောပါရင်အယ်လီကအန်နာဟာထောင်ထဲမှာအနေစားချောင်ဖို့ဂျင်းကိုမြူဆွဲခဲ့တာဖြစ်ပြီးတော့ထောင်ကလို့ရင်ဂျင်းကိုထားခဲ့မှလို့ပြောပါရင်ဂျင်းကတော့အဲ့ဒီစကားကိုတဝက်လောက်ကမှန်နိုင်တယ်လို့ပြောပါရင်ထောင်ထဲမှာတော့အန်နာကသူမမကိုဝင်ရှိနေပြီလို့တငယ်ချင်းတွေကိုပြောလိုက်ပါရင်ဂျင်းရဲ့ရင်သွေးကိုလွေထားရတယ်လို့ပွင့်ပွင့်လင်းလင်းပြောခဲ့ပြီးတော့ သူမမလုပ်ရမယ်ဆိုတာမသိတော့ဘူးလို့လည်းပြောပါရင်သူမတော့ဝင်ခံလိုက်ရင်ဂျင်းရဲ့ထောင်ပိုင်းဘွားကလည်းအဆုံးသတ်သွားနိုင်လို့ဒီတိုင်းရင်ကုန်နှုတ်ပိတ်နေလိုက်တော့မယ်လို့ဆုံးဖြတ်လိုက်ပါရီ။သူမရဲ့တငယ်ချင်းတွေကတော့သူမကိုလက်ခံနိုင်တဲ့နောက်တစ်ယောက်ရှာဖို့အတွက်အကြံပေးခဲ့ပါရီ။အနာကတော့သူမဟာမိသားစုဘဝလေးကိုအေးအေးချမ်းချမ်းပိုင်ဆိုင်ခြင်းကြောင်းပြောခဲ့တယ်လို့ဂျင်းရဲ့ရှိပြီးသားမိသားစုအတိုက်အမြံကိုလည်းမထိခိုက်စေချင်ဘူးလို့ပြောခဲ့ပါရီ။ဂျင်းကမိသားစုနဲ့ခရီးထွက်ရင်းကနေအလौစီကိုတန်းလာခဲ့ပြီးတော့အနာကိုဆက်သွယ်ဖို့စူးစမ်းနေတဲ့အချိန်မှာပဲ ရဲတပ်ဖွဲ့ဝင်ယုဒီရဲ့ရောက်လာခဲ့ပြီးတော့သူ့ကိုဖမ်းဆီးပါတယ်။အရာရှိကအန်နာနဲ့အချီရေးကိစ္စမီးတော့ဂျင်းကလည်းမထူးတော့ဘီမို့ဝန်ခံလိုက်ပါတယ်။အရာရှိကအန်နာဟာထောင်ထဲမှာသူများထက်အခွင့်ထူးပိုလိုချင်လို့ဂျင်းကိုချိန်ခတ်ခဲ့တာလို့ပြောတော့ဂျင်းကသဘောမတူပါဘူး။အဲဒီနောက်အန်နာထောင်ကနေလွတ်လာပါတယ်။အပြင်မှာတကယ်တမ်းတွေ့ကြတဲ့အချိန်မှာအန်နာကဂျင်းကိုမသိချင်အောင်ဆောင်ခဲ့ပါတယ်။သူမဟာကောင်လေးတစ်ယောက်နဲ့တွဲခုတ်သွားတော့ဂျင်းကလွန်စိတ်ဆိုးသွားခဲ့ပြီးတော့စကားပြောဖို့ကြိုးစားပါတယ်။ဒါပေမဲ့အန်နာကမတိကြိုးကြုံပြုနေစေဖြစ်လို့ဂျင်းကလည်း အနာကသူ့ကိုအသုံးချသွားတယ်လို့နားလေသဘောပေါက်ပြီးတော့အလွန်ဝမ်းနေသွားခဲ့ပါတယ်။အနာကတော့သူနဲ့အတူတွဲလာတဲ့ကောင်လေးနဲ့အတူဆေးရုံမှာကိုုံကိုစစ်ဆေးခဲ့ပါတယ်။ပြီးတော့ဘဝတစ်ခုစတင်မယ်လို့ယူမှန်းပါတယ်။တနေ့ကြတဲ့အခါမှာတော့ထောင်စင်းမြင်းချိုးဖောက်မှုတွေတရားရင်ဆိုင်နေရတဲ့ချင်းဟာသူ့ကိုအနာကအသုံးချသွားတာဖြစ်ကြောင်းထွက်ဆိုခဲ့ပါတယ်။ဂျာနာနေချိန်မှာအနာနဲ့ခဏလောက်မျက်လုံးချင်းဆုံခဲ့ပြီးတော့သူတို့တွေတစ်ခုခုကိုယူရပြီးတော့ပြုံးလိုက်ကြပါတယ်။အဲ့ဒီမှာပဲဇလန်လေးကလည်းဆုံးသက်သွားခဲ့ပါတယ်။ โอเคပါဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တရားဥချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ်များမှာလေးရုပ်ရှင်ဇာတ်ကားကောင်းတွေကိုစဉ်ဆက်မပြတ် recap တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ City for You channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာအားပေးကြတဲ့ပရိသတ်များလေးစေကြီးချမ်းမာခြင်းကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ City for You ဘိုင်းတော်သားတွေကဆုတောင်းပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ